မင်္ဂလာပါခင်ဗျာကျွန်တော်အေရက်ကတင်ကန်းစာလေးလေ့ကျင့်ပြီးသွားပြီဆိုရင်ဒီနေ့နောက်ထပ်တင်ကန်းစာတစ်ခုစပါမယ်။မနေ့ကဆိုကျွန်တော် Windows 10 installation လုပ်ခဲ့ပါပြီ။နော်ကျွန်တော် install လုပ်တဲ့နည်းလမ်းတွေလည်းရခဲ့ပြီ။ဒီနေ့အမနေ့တော့ကျွန်တော်ကြံခဲ့တဲ့ဟာလေးနည်းလေးဆက်ပြီးတော့လေ့လာကြည့်အောင်။မနေ့ကဘာလေးကြံခဲ့လဲဆိုကျွန်တော်ဒီဒီ hardware requirements လေးကြည့်တာလေးနည်းကြံခဲ့တယ်နော်။ဟိုပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်ဒီ computer အကုန်လုံးကအတူတူပါပဲ။မနေ့တော့ပြောလို့ပြောခဲ့တယ်ဒီ processor ဆိုရင်အနည်းဆုံးဘယ်လောက်ရှိရမလဲဆိုကြတော့ giga half တဲ့ attack ရှိရမယ်ပြီး RAM ဆိုရင်အနည်းဆုံးဒီ 32bit အတွက်ဆိုရင် 1K ရှိရမယ် 64bit အတွက်ဆိုရင်တော့ ဟို 2k ရှိဖို့လိုတယ်ပြီး hatted free space ကတော့အနည်းဆုံး 60k ရှိရမယ်အပြီးတော့အရင် 32bit အတွက်ပေါ့နော် 64bit အတွက်ဆိုရင် 20k free ရှိဖို့လိုပါတယ်နော်ဒါလေးကတော့ Windows 7လည်းအတူတူပဲ Windows 8လည်းအတူတူပဲ Windows 10လည်းအတူတူပဲအလွယ်တကူမှတ်ထားလိုက်လို့ရတယ်နော်ဒါပေမဲ့ Windows 8 Windows 7တို့ပါလို့ဆိုရင်တော့နည်းနည်းလေးရှုပ်လို့ရကောင်းရလိမ့်မယ်အဲဒါပေမဲ့ကျွန်တော်တို့ဒီဒီလောက်အနည်းဆုံးရှိဖို့လိုတယ်ဆိုတာလေးကိုပြောတာပါနော်ဒါက Microsoft ကပေးထားတဲ့ အဲဒီ list ပါဒါပေမဲ့ဒီကေတန်းကျွန်တော်အပြင်မှာသုံးဖို့အတွက်ဆိုရင်တော့သူထက်နည်းနည်းလေးပို့ဖို့လိုတယ်နော်အနည်းဆုံးကျွန်တော်64 bit သုံးဖို့အတွက်ဆိုရင်အနည်းဆုံး RAM 4GB လောက်ရှိဖို့လိုတယ်နော်ဒါကတော့သူတတ်မှတ်ထားတဲ့ဒီပမာဏလေးကိုပြောတယ်ဒါပေမဲ့အဲ့ဒါလေးကတော့ ဟိုနည်းနည်းလေးတော်တော်လေးနဲတယ်လို့ပြောလို့ရတယ်။သူတွင်းလို့ရတဲ့အနေထားကိုပဲပြောတယ်။တကယ်သုံးလို့ရတဲ့သုံးလို့ကောင်းတဲ့အနေထားကတော့ကျွန်တော်တို့ဒီအနည်းဆုံး64 bit အတွက်ဆိုရင်အမှရထားနော်64 bit sorry အဲ64 bit အထက်အတွက်ဆိုရင်ကျွန်တော်အနည်းဆုံး run 2k နဲ့အထက်ရှိဖို့လိုတယ်။အဲဒီတကယ်လို့ run 2k လောက်ဆိုရင်တော့ဒါ32 bit သုံးလို့ရတယ်။နော်။ Okay ဒါကဒီ Windows 10အတွက်ပါ။ ဟိုတို့တန်းကကျွန်တော်တို့ release release date ကသူဘယ်တော့ထုတ်တာလဲဆိုရင် July 9 July 29 2015မှာတော့ကထုတ်တာတယ်เนาะ2015တော့ကထုတ်ထားတဲ့ window လေးပါအခုကျွန်တော်တို့ဒီဒီနေ့ window 8.1ဆိုတာလေးကိုသွားမယ် window 8.1 2014เนาะ window 8က2017တော့ကထုတ်ထားတယ်အဲ့တော့ဟိုဒါရသွားပြီ window တင်တာလေးရသွားပြီဟိုအရင်တော့မခက်ဘူးเนาะ window တင်တာလေးကလွယ်တယ်အဲသူလောက်တဲ့နီလန်းလေးတည်သွားရပြီဘာကြောင့်အဓိကကျွန်တော်တို့သွားမှာဒီဘာကြောင့်လိုရတယ်ဆိုတာလေးကိုအဓိကဦးစားပေးပြီးတည်အောင်သွားမယ်เนาะ ။ Okay ဒါဆိုကျွန်တော်ဒီနေ့ Windows 8.1ဆိုတာလေးကို install လုပ်တဲ့ leading ငယ်လေးလုပ်ကြည့်မယ်။အဲသူ့မှာလည်းအတူတူပဲ minimum hardware requirement ကဘယ်လောက်ရှိလဲဆိုရင်ဒီအနည်းဆုံး 1GB uh, uh, sorry အနည်းဆုံး GHz ရှိရမယ် CPU USB အဲပုံမှန် CPU speed ဆိုတာဘာကိုပြောလဲဆိုကျွန်တော်ကွန်ပျူတာကို right click နဲ့အဲ property ဆိုနေမှာသွားကြည့်လိုက်ရင်ဒီမှာ CPU speed တွေ့ပြီလေ။ ဒီမှာ 1k ကဟာဖတဲ့အနည်းဆုံးတော့ကြော်ရမယ်ဆိုတာလေးကိုပြောတယ်။အဲပြီးတော့အနည်းဆုံး run တော့ 1k for 32 base 2k for 64ပဲ။အနည်းဆုံးကျွန်တော်ဒီ 4k လောက်ရှိမယ်လို့လည်းမှတ်ထားလို့ရတယ်။နော်ပုံမှန်အဖြစ်သူကတော့ဟိုဒါစတဲ့ပမာဏလေးကိုတကယ်လို့ထည့်လို့ရတဲ့ပမာဏလေးပြောပြမယ်။တကယ်သုံးတဲ့အခါကျတော့ကျွန်တော် run 2k လောက်ကို64ပဲသွားတင်နည်းနည်းလေးထစ်နိုင်ပါတယ်၊လေးနိုင်ပါတယ်နော်။ Okay ။အဲတော့ active free space ကတော့ 16k ကအတူတူပါပဲ။အဲ 16k လောက်တော့စတဲ့ 16k လောက်တော့လိုတယ်။ပြီးတော့ရင် ဒီ64အတွက်ဆိုရင်တော့နည်းနည်းလေးပိုလိုတယ်နော်โอเคဒါဆိုရင်32 64ကွာချာချက်ကိုလည်းကျွန်တော်တို့ရှေ့ပိုင်းလက်စင်တွေမှာပါခဲ့ပြီးသွားပြီဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ဒီမှာအထူးထူးအများကြီးပြောစရာတော့မလိုတော့ပါဘူးနော်โอเคဒါဆိုရင် Windows 10 install လုပ်ဖို့အတွက်ဆိုလဲအတူတူပဲခုန run 2k နဲ့ out ဆိုရင် 32bit twin 2k နဲ့ attach ဆိုရင် 64bit twin ကိုယ့်ရဲ့ computer ရဲ့ RAM ကိုပြောတာเนาะကိုယ့်ရဲ့ computer RAM 2k 4k လောက်ရှိရဆိုရင်တော့ဟို 64bit twin ပေါ့เนาะ data box ဟို 4k attach ဆိုရင်တော့ ်ဟိုမဖြစ်မနေ64 bit တွင်းရမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော် run 64 or sorry ဒီ windows 64 bit ဒီကျွန်တော်ဒီ64 bit os ပေါ့နော်64 bit os ကဒီ run ကို sorry ပြောင်းမဲ့ပြောနေပြီ 32bit OS က RAM 4K တိပဲကျွန်တော်တို့ support လုပ်ပေးနိုင်တယ်အဲ့တော့ 4K တက်များတဲ့ set တွေမှာသွားပြီးတော့ 32bit တင်ထားရဲဆိုရင် RAM 4K ပဲလုပ်လို့မယ်ကျန်တဲ့ပိုးနေတဲ့ဘိုင်းတွေကလုပ်လို့မှာမဟုတ်ဘူးเนาะအဲ့တော့ဟိုကျွန်တော်တို့ RAM ရဲ့အပူကြီးဖြစ်နေလိမ့်မယ်အဲ့တော့ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီ 4K နဲ့ attach ဆိုရင်တော့မဖြစ်မနေ 64bit တွင်ပေးရပါတယ်เนาะဒါဆိုရင်လုံးတဲ့နီလန်းတွေကတော့အကုန်တူတူပဲအဲဝင်းဒိုးတင်ပြီးသွားရင်လောရမယ့်အစ်စ်တွေကလည်းအကုန်တူတူပါပဲเนาะဒါဆိုရင်ကျွန်တော်ဝင်းဒိုးတင်တဲ့ပုံစံလေးကိုနမူနာလေးပြပေးမယ်အဲဒီမှာဆိုရင် ခုကျွန်တော် window တင်ဖို့အတွက်အခွေလေးလုပ်ထားတယ်ဒါ window ခွေလေးเนาะဒီခွေလေးတွေပို့ပြမယ်เนาะ window အဲဒါပေမဲ့ version တွေကတော့အများကြီးပဲထွက်လိမ့်မယ် window အဲ enterprise တွေရှိမယ် home တွေရှိမယ်အဲပြီးရင်အဲပြီးရင် ultimate တွေရှိမယ်အများကြီးအများကြီးရှိလိမ့်မယ်เนาะဒါပေမဲ့ကျွန်တော်ကြိုက်တာသုံးလို့ရတယ်တကယ်တမ်းဒီ license နဲ့သုံးနေဆိုရင်တော့နည်းနည်းလေးဈေးနှုန်းတွေကွာချလိမ့်မယ်ဒါပေမဲ့ကျွန်တော်က free အခမဲ့သုံးတာ free crop version တွေသုံးတာဖြစ်တဲ့အတွက် အဲဒါတွေအထူးထူးသွားကြည့်စရာမလို့ဥမာဆိုတော့ကျတို့ဒီ home edition လို့ပါလို့ဆိုရင်သူက run 32 bit လောက်ထိပဲ limit လောက်ထားတာလို့ရှိတယ်เนาะဒါပေမဲ့ကျတို့ဒီ run 32 bit ထိမရှိပါဘူးဟို run 32k ထိမရှိဘူး run အခုဆိုကျတို့ဒီ computer လေးဆို 8k ပုံမှန် computer လေးဆို 4k အဲတောက်ချို့ဆို 16k ဒီလိုပုံစံမျိုးလည်းရှိလောက်ရှိနိုင်မယ်เนาะအဲ့တော့ဟိုအဲ့လောက်ကြီးကျတို့သွားပြီးတော့ကြည့်စရာတော့မလို့ဒါကြောင့်မလို့အခုအခု two bit ကျတို့ craft version မှာအထူးထူးသွားကြည့်စရာတော့မလို့เนาะအခုဒီမှာအဲအတုံးတုံးလေးပေါ့เนาะ8 64ပေါ့နော် x64 ဆိုတာတို့တို့64 bit ကိုပြောတယ်ပြီး x86 86ဆိုတာလေးပြောတယ်ဆိုရင်သူက32 bit ကိုပြောတာနော်တကယ်လို့တို့တချို့ Windows ခွေတွေမှာဆိုရင်ဒီ32ရော64 32ကို32လို့မရတော့ဘဲနဲ့86လို့ရေး86လို့ရေးတယ်အဲပြီးရင်64 64ရော64 x64 လို့ရေးတယ်အဲ့တော့ဟို ဒီပေါ်မှာ x64 ဆို64ဆို64ပဲ86ဆိုရင်32ပဲအဲ့တော့တချို့ဝင်းဒိုးခွေတွေမှာတော့32ရော64နှစ်မျိုးလုံးရတာမျိုးရှိတယ်เนาะအဲ့တော့နှစ်မျိုးလုံးရတယ်ဆိုရင်တော့တခါလေတန်းပြီးတော့ဟိုလုံးလို့ရတယ်နှစ်မျိုးလုံးတခါလေရွေးပြီးတော့တွင်လို့ရတယ်ဘယ်ချိန်မှာရွေးမလဲဆိုကျတော့ဝင်းဒိုးတင်တဲ့အခါမှာတွားရွေးလိုက်เนาะ32ရွေးရမလား64ရွေးရမလားဆိုသူအဲ့မှာ option လေးရွေးပေးလိမ့်မယ်အဲ့ခါကျကျတော့32ဆိုရင်32ရွေးပြီး86ဆိုလည်းရွေးပြီးလိုက်64ဆိုရင် as x64 ဆိုလည်းရွေးပြီးလိုက်အောင်မယ်เนาะ โอเคဒါဒါပေမဲ့ဒီခွေလေးကတော့တခုတည်းပဲပါတာဆိုတဲ့အတွက်ဘာမှအထွေထူးသွားပြီးတော့ယူစရာမလိုတော့เนาะခါရဲလို့ပဲကျွန်တော်အခွေလေးထည့်တယ်ပြီးတော့ F12 ဆိုတဲ့ခလုတ်လေးကိုနှိပ်တယ်အဲပြီးတော့ရင်ကျွန်တော်တို့ဒီ CDDV drive ဆိုတာလေးကိုသွားပြီးတော့ယူပေးလိုက်မယ်เนาะအတွေ့ ਉਹ နေတယ်နော်ပြီးရင်ဒီမှာ CD DVD drive ဆိုတာလေးယူလိုက်မယ်ပြီးတော့ရင်အနာခောက် press any key ဆိုရင်ဒီမှာ key တစ်ချက်နေမယ်เนาะဒီချိန်လေးပဲကျွန်တော်တို့တည်ထားပေးလို့ရတယ်အဲအဲ့ချိန်လေးကြော်သွားရဲဆို window ပြန်တက်လာပါเนาะအဲ့တော့ကျွန်တော် window ပြန်တက်ချင်တာမဟုတ်ဘူးဒီ window installation လုပ်ချင်တာဖြစ်တဲ့အတွက်ဟိုဘာမှလုပ်စရာမဟိုဒီ press any key ဆိုတာလေးကိုတစ်ခါနေမယ်ပရမအောင်ဆုံးတစ်ချိန်ပဲเนาะနောက်တစ်ချိန်ကျတော့ပြန်ပွင့်တဲ့ချိန်နေစရာမလိုတော့ Okay ဒါဆိုရင်ဒီလေးခဏဆောင်းလိုက်မယ်သူသွားနေလိမ့်မယ်ကျွန်တော်လည်းကြော်လိုက်မယ် โอเคရပြီเนาะဒါလေးပေါ်လာလိမ့်မယ်အဲ့တော့ဆိုရင်ဒီမှာ language လေးရွေးပေးအောင်မယ်เนาะကျွန်တော်ပုံမှန်တိုင်း English လို့ပဲရွေးမယ်အဲပြီးသွားရင် next ဆိုတာလေးသွားပါပြီးသွားရင် next ဆိုတာလေးသွားလိုက်ဒါလေးပဲเนาะပြီးသွားရင် install now ဆိုတာလေးနေပေးပါကျွန်တော်ကတော့အတူတူပဲကျွန်တော် Windows 10နဲ့အတူတူပဲဒီမှာ format ရိုက်တဲ့နေ ISS လောက်ပါ ပြီးတော့ရင် next ဆိုလေးကိုသွားပါပြီးတော့ရင် custom ဆိုလေးကိုသွားပါအဲ custom ဆိုလေးသွားမယ်ပြီးရင်ကျွန်တော်တို့ဒီဒီခုခု format ရိုက်ချင်တဲ့ partition ကိုသွားပြီးတော့နှိပ်ပေးအောင်မယ်နော်အခုဆိုဒီမှာဆိုရင်ဒါနောက်တစ်လုံးလေးမတူရဲမနေ့တော့ဆက်နဲ့မတူဘူးနော်မနေ့တော့မတူတဲ့ set လေးကိုကျွန်တော်တို့ခုပုံစံနမူနာလေးပြပေးထားတယ်အဲ့တော့ဒီမှာဒီ partition နှစ်ပိုင်းရှိလေဆိုရင်၃ပိုင်းရှိတယ်၄ပိုင်းရှိတယ်ပေါ်ဟာကျွန်တော်တို့ထည့်တွက်ဆရာမလို့ system ဒီ reserve ဆိုတာလေးလေအဲ့ဒါလေးထည့်တွက်ဆရာမလို့ပြီးတော့ဒီရောက်ကားလေးသွားကြည့်မယ်နော်သူကဒီ200 gift ရှိမယ်930ရှိမယ်931ရှိမယ်ဒါဆိုကျွန်တော်တို့ဟိုကိုယ်တိုင်ခွဲထားတော့တည်တယ် CO 200လောက်ပဲပေးထားတယ်နည်းနည်းပဲပေးထားတယ်ဒီတို့ E တို့များများပေးထားတယ်နော်ပုံမှန်အားဖြင့်တော့ဘယ်သူမှ CO 900 800တော့မခွဲကြဘူးနော်တော်တော်ဟိုစာပါဇက်တွေအရလွယ်လို့ဟို 900တွေမခွဲကြဘူးဘာလို့လဲဆိုရင်အဲ့ဒီ900တွေထည့်ထားလဲကျွန်တော် Windows အသစ်ပြန်နေနေဆိုရင်အဲ့အဲ့ကောင်ကို form ရိုက်ပြရမှာဖြစ်တယ်တော့ပုံမှန်တော့နည်းနည်းလေးပုံ data ထက် short ပြီးတော့ခွဲကြရများတယ်တကယ်လို့ကိုကဟိုလုံးဝဒီ set မပွင့်တော့နေနေထားနေ သူများရဲ့ site ကလေးကိုဝင်လို့ပြန်တင်ပေးရအောင်မယ်ဆိုဘယ်ဟာစီလဲဒီလဲဆိုတာတရားလေးကိုသွားပြီးကြည့်ပြီးယူမယ်เนาะဒါဟို generally ပေါ့เนาะဟိုရေဘူးရအားဖြင့်ပုံမှန် CEO ရှော့ခွဲကြရတယ်လို့ပဲပြောတာเนาะဥမာတချို့ကြိုးကြောင်နဲ့ဟို CEO အများကြီးခွဲပြီး DO ရှော့ပြီးခွဲထားတယ်ဆိုကျွန်တော်မှားပြီးတော့ CEO ကနဲတဲ့ဟေးဆို formal ရလိုက်ရင်ဒီပါသွားနိုင်တယ်เนาะဒါပေမဲ့ကျွန်တော်တို့ဟိုပုံသေးတော့ပြောတာမဟုတ်ဘူးဟိုကိုယ့်ရဲ့ set အနေထားပေါ်မူတည်ပြီးတော့ပတ်လုပ်ပေးမလဲဆိုကြတော့ CO light ရှာရှာပြီးတော့ format ရိုက်မတွေ့ဘူးတကယ်လို့မတေချာဘူးဆိုရင်ဒီလို window တက်သေးရဆိုရင် computer ကိုပိတ်ပြီးပြန်ဖွင့်ကြည့်လိုက် ဒါဆိုဝင်းနိုးပြန်တက်လာတယ်ဆိုရင်အဲ C တွေ့လိမ့်မယ်အဲ C ကိုသူ့ရဲ့ site လေးဘယ်လောက်ရှိလဲဆိုတာမှတ်ထားနော်အခုစဒီမှာဆိုလဲသွားကြည့်လိုက်မယ်ဆိုတော့ computer ကိုသွားဒီမှာ C ကိုသွားကြည့်လိုက်200 gif 930 931 okay ဒါဆိုရင်ကျွန်တော်စီရပါရလဲဆိုဒီကောင်းလေးနော်အဲပြီးသွားရင်သူ့ကို format ဆိုလေးနေပြီးပြီး next ဆိုလေးသွားလိုက်မယ်နော် channel asset နေအကုန်လုံးကတော့အရင်ရေးမကြည့်တော့ဘာမှနှိမ့်ဆရာမလို့ငုံတို့ထိုင်ဆောင်ရုံပဲအဲပြီးသွားရင်သူဒီ နာမည်တောင်းတဲ့ခါကျကျွန်တော်တို့နာမည်လေးထည့်ပြီး next name နေလို့လိုက်နောက်ဆုံးပေးရောက်သွားမယ်ဆိုရင်ဒီ window တက်လာတဲ့နေရာလေးကိုရောက်သွားလိမ့်မယ်နော်โอเค window တက်လာလိမ့်မယ်အဲ့ချိန်တိုင်းကျွန်တော်တို့ဒီ socket လေးတင်းလို့ပြီးသွားရင် software တွေတွင် driver တွင် lower တဲ့ setting တွေချိန်ထားပြီးအကုန်လုံးပြန်လုပ်လို့ရပါတယ်နော်ဒါလိုရအောင်မယ်တင်ပါတယ်နော်အော်အရင်လွယ်တယ်ဒါဆိုရင်အဒီနေ့လေ့ကျင့်ခန်းနေနဲ့ဘာလို့ချင်လဲကျွန်တော်တို့အခွေလေးပို့ပြထားရတယ်အဲဒီ window window 8.1လေးတင်ကြည့်ပါမယ် နော်ဝင်းဒိုး8.1ဟိုမင်းတို့လိုပဲကျွန်တော်တို့ခုမှစပြီးတော့လေးလာမယ်ခုမှစပြီးတော့ကိုကစမ်းတက်တဲ့သူဆိုရင်အဲစပြီးလေ့ကျင့်တော့မယ်ဆိုရင်တိတ်ပြီးတော့အရန်အေးမကြီးရဲ့ဆက်လေးမှာစမ်းကြည့်ပေးနော်တကယ်အလုပ်လုပ်တဲ့ဆက်တွေမှာတော့မစမ်းသေးနဲ့ဟုတ်တကယ်လို့ကိုကနောက်ပိုင်းကျွမ်းကျင်သွားရဲဆိုရင်တော့တမျိုးပေါ့နော်ဟိုစမ်းလို့လည်းရတယ်ဘာဒါမှမဟုတ်ဖြစ်လဲဆိုတော့ဒါမှအရာတွေတခုထောက်တာတို့အခက်မတင်လို့မှားပြီးတော့ဖြတ်မိတာတို့ format ရိုက်တဲ့နေရာမှားတာတို့ဆိုရင်ကျွန်တော်အရေးကြီးတဲ့ဆက်မှာသွားစမ်းနေဆိုရင်အရေးကြီးတဲ့ data တွေပါသွားနိုင်လို့နော်အဲ့တော့ ဟိုတိတ်အေးမကြီးတဲ့ဆက်မှာတစ်ချက်လောက်စမ်းကြည့်ပြီးတော့လုံအောင်ကိုယ်ကကျွမ်းကျင်သွားပြီဆိုရင်တော့ဟိုရတယ်ပဲဆက်မစိုးတုံးလို့ရတယ်တကယ်လို့လိုတယ်ဆိုရင်တော့ဟိုဒီတက်ဆက်တဲ့ပဲရှိရယ်ဆိုရင်တော့အချိန်အားအားအချိန်အားတဲ့ချိန်အဲနည်းနည်းလေးအချိန်ပူပေးနိုင်တဲ့ချိန်ဆိုမှတစ်ချက်တစ်ချက်လေး ဒါလေးကိုလေ့ကျင့်ပါအာတခုချင်းစီတော့ကျွန်တော်တို့တင်ပူးလေးရှိအောင်တင်ကြည့်ပါမယ်နော်မနီးယားဆိုရင် Windows 10တင်ခဲ့ပြီအာ software တွေလည်းအကုန်လုံးပြန် run မယ်နော် normal serial crop ဒါတွေအားလုံးပြန် run မယ်ဘာလို့လဲဆိုရင်ဒါတွေအကုန်လုံးလေ့ကျင့်ပြီးသားဖြစ်သွားအောင်နော်ပြီးသွားရင်ဒီမှာ Windows 8.1တင်မယ်အဲပြီးသွားရင် Windows 8.1အဲပြီးရင် driver တွေတွင်းမယ် driver ကတော့အတူတူပဲနော် snappy driver ပဲတွင်းမယ်ပြီးသွားရင်ပြီး ီ font တွေတွင်မယ် software တွေတွင်မယ်ပြီးလိုအပ်တဲ့ဆိုရင်ခုန assistant setting လေးတွေပြင်မယ်เนาะ shortcut လေးဖြောက်တာတို့ပြီးရင်ဒီ user account control level short တာတို့ပြီးသွားရင်ဒီဘက်ကဒီဘာတွေလုပ်လို့ရသေးလဲဆိုရင်တခြား computer icon လေးတင်တာတို့ပြီးရင် shortcut တွေအောက်မှာဘားတွေကို setting တွေပြန်ဟောဘားတွေမှာမလို့ပဲနဲ့ပင်လောက်ထားတာတွေဖြောက်တာဒါတွေအကုန်လုံးလုပ်လို့ရသွားပြီနော် okay ဒါဆိုရင်ဒီသင်ခန်းစာလေးနားလည်လောက်မယ်လို့ထင်တယ်ကျွန်တော်နောက်အဆုံးထိဆက်မသွားပြတော့ဘူးဘာလို့လဲဆိုရင် အဲကိုယ်တိုင်လုပ်လို့ရတဲ့အပိုင်းလေးမလို့အရန်လွယ်တာလေးမလို့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်ဒီလေးချင်းငယ်လေးလုပ်ပါမယ်အချိန်ရတယ်ဆိုရင်ဒါလေးလုပ်ပြီးဒီကလေးဟိုအချိန်မရသေးဘူးဆိုလည်းဒါလေးကိုလေးလာထားပြီးရတယ်နော်နောက်ကျရင်လိုအပ်တဲ့ခါမှဒါပြန်သုံးလို့ရတယ်နော်အခုလိုတော့ဇေရတော့ဒါလေးချင်းဖို့အတွက်ဆိုအချိန်တော်လေးပေးရမှာဆိုရတယ်ဒီလိုအချိန်ခက်ခဲရှိရဆိုရင်ဒါလေးကိုဟိုဒီဘရူလေးပဲလေးချင်းဒီဘရူလေးပဲကြည့်ထားပါအဲဒီကလေးကြည့်ပြီးသွားပြီးရပြီအဆုံးသီးလေးလာပြီးသွားရင်ခါတိုင်းလိုပဲကျွန်တော် comment မှာ dam ဆိုပြီးတော့ရေးခဲ့ပေးပါ okay ဒါဆိုရင်အဆင်ပြေလောက်မယ်လို့ထင်ပါတယ်အဆင်မပြေရရှိရင်ကျွန်တော်မေးလို့ရတယ်အဲအဆင်ပြေမယ်လို့လည်းထင်ပါတယ်အဆင်ပြေပါလိမ့်ခင်ဗျာ